ရင်ဘယ်လိုအရင်ချင်းနေရှိတုံးလို့မှတ်သားဖို့ရတော့တတဝံဖြစ်သွားရင်ဗုဒ္ဓအဝိစ္စပတာထအဝိစ္စဆိုတာအတိညာဉ်နဲ့ပတာရကချိညူတာအတိညာဉ်နဲ့တက်ဝင်ပြီးတော့ချိညူတာဒါ blind faith မဟုတ်ဘူးလို့ပြောတာနော်မျက်ကန်းယုံကြည်မှုမဟုတ်ဘူးမြတ်စွာဘုရားကိုချိညူတာဟာ မျက်ကန်းအနေနဲ့ကြင်ညိုတာမဟုတ်ဘူးအကုန်လုံးသိရှိနားလည်ပြီးတော့လက်ခံကြင်ညိုတဲ့ကြင်ညိုနည်းတရားမှာပညာပါတယ်ပေါ့ဒီလိုဆိုလို့လားဘုရားဝါသာရရဲ့တရားတရားဟာပညာမဲ့လို့ရှိရင်တရားတရားဆိုတာပညာမပါလို့ရှိရင်အလုံးမဖြစ်ဘူးဒါကြောင့်မို့တရားကိုပညာစောင့်မှလမ်းဖြောင်းနေတဲ့ ဒီပရင်ဆရာတော်ကြီးကပရမတ်ထဆက်ခုကျမ်းမှာရေးထားတရာကိုဒါဆရာတော်ကြီးကသူ့သဘောနဲ့ရေးတာမဟုတ်ဘူးစာရဲပေထဲမှာလာတာကိုရေးတာတရာကိုပညာနဲ့ထိန်းထားရမယ်ပညာစောင့်မှလမ်းဖြောင်းသို့မဟုတ်ရင်မုထပတနာအကျိုးရှိတဲ့နေရာသွားချင်းညိုရင် blind faith လို့ခေါ်တယ်နောက်တစ်ခုက ပညာကိုလည်းတရားနဲ့ပြန်ထည့်ရတယ်ပညာကိုတရားစောင့်မှလမ်းဖြောင်းတယ်အပြန်အလှန်ဆုံးလို့တယ်တတနဲ့ပညာဒီနှစ်ခုဟာထည့်ညိပေးရမယ်အဲ့လိုဆိုတာပေါ့အဲ့တော့အဝိစ္စပတာဒဆိုတာပညာပါတဲ့တရားကိုဆုံးလို့တယ်အသိဉာဏ်နဲ့ချိန်ညိုတာဗုဒ္ဓေအဝိစ္စပတာဒဖရာကိုနှိမ့်လင်ကာကကြိုချိန်ညိုတယ် အရေးချင်းတွေကိုသိပြီးတော့ကြီးညိုတယ်တရားနဲ့ပညာတွဲဖက်ပြီးလက်ခံတယ်ဓမ္မေဝိသပဒါရဘုရားဟောတဲ့တရားပုံနိနေကာကသိရှိကြီးညိုတယ်တန်ခေဝိသပဒါနာဓမ္မကိုကျင့်သုံးလို့အောင်မြင်သွားတဲ့တန်ဃာတွေပေါ်မှာနိနေကာကအသိဉာဏ်ဖက်ပြီးတော့ကြီးညိုတယ်ဟောဒီ၃ချက်နောက်တစ်ခုကဘာလို့ဆိုအရိယကန္တသီလတဲ့ အင်တမပြည့်ပြည့်စုံတဲ့ပါဖက်ဖြစ်တဲ့သီလမျိုးအရိယကန္တာအရိယကန္တာဆိုတာအရိယာဒီမြတ်နိုးတဲ့နှစ်သက်တဲ့သီလကိုအရိယကန္တာသီလလို့ခေါ်တယ်။အဲ့ဒီသီလဟာဘယ်သီလလဲလို့ဆိုခုနဆောက်တည်သွားတဲ့၅ပါးသီလပဲ။နော်။ညမပြည်မှာတော့ခက်တာ၅ပါးသီလတောင်ထပ်လျှော့ခြင်းနေကြတာလူတွေကနော်။၅ပါးသီလတောင်ထပ်လျှော့ ငါးပါးတိလရှော့เสียမှာရှိဘူးငါးပါးတိလငါးပါးလုံးမှပြည့်စုံတယ်တပါးလဲဆိုမပြည့်စုံဘူးအဲ့တော့အရိယကန္တလို့ဆိုတာအရိယာတွေကမျက်နှိုးတယ်ဘလောက်ထိမျက်နှိုးတာလဲတံပိုးထားတယ်မျက်နှိုးတယ်မျက်နှိုးပုံချင်းမတူကြဘူးလေအသက်ထက်မျက်နှိုးတယ်အသက်လောက်မျက်နှိုးတာမဟုတ်ဘူး အသက်ထက်မြတ်လို့တယ်ဒါဟုတ်တတိထာဟုတ်လူတွေကပြောကြတယ်တယောက်နဲ့တယောက်ဘလောက်ချစ်တော့အသက်လောက်ချစ်တယ်သူပြောကြအသက်ထက်ချစ်မှပိုကောင်းတယ်ဟောဟောဒီတတ္တဝံပုဂ္ဂိုလ်တွေဟာငါးပါးသီလကိုအသက်ထက်ပို့ပြီးတော့ချစ်တယ်ဆိုလိုတာကဘာလို့လဲငါးပါးသီလဒီနှစ်ခုအသေးခံမလားငါးပါးသီလအဖြတ်ခံမလားဆိုရင် အသေးပဲခံမယ်ငါးပါးသီလမဖြစ်ဘူးဒီလိုဆိုလိုတာပေါ့အသက်ထက်မြတ်လို့တယ်လို့ဒီလိုပြောတာအကူကတော့ငါးပါးသီလကအသက်မပြောနဲ့မဆန်လေးနည်းနည်းရရင်ကိုပါသွားတယ်လို့ဆိုလိုတာပေါ့နော်မမြတ်လို့ဘူးကိုယ်ကိုယ်ဆန်းစစ်ကြည့်ရမှာငါးပါးသီလဟာအသက်ထက်မြတ်လို့ပြီလားငါတို့မဟုတ်အသက်လောက်မြတ်လို့ရင်ကိုတော်သေးတယ် အသက်ဆုံးပြီးတော့ကို၅ပါးသီလထိမ့်တယ်ဆိုတော့မှဒါအရိယကန္တသီလနဲ့ပြည့်စုံသောတပန်ပုဂ္ဂိုလ်ဟာအသက်ထက်မြတ်လို့တယ်လို့မြန်မာနိုင်ငံမှာစာရေးဆရာကြီးတယောက်ကရေးတယ်သောတပန်ပုဂ္ဂိုလ်ဟာကြားနဲ့ရင်ဆိုင်တွေ့တယ်သူ့လက်ထက်မှာလည်းပဲ၆လုံးမျိုးပါမယ်ဆိုရင် ကြားကိုခုခံအောင်မှာပဲဒါသူ့အတွေ့ပဲနော်သူ့အတွေ့သူကဘာလို့လဲဆိုအသက်ကိုတန်ဖိုးထားတာဟုတ် အသက်ကိုတံပိုးထားသည့်အတွက်ကြောင့်ငါးပါးတိလာတော့ဖြစ်မှာပဲသူကိုယ့်ကိုယ်တော့အသေးမခံဘူးဆိုတဲ့လူတွေပေါ့အဲ့ဒါကိုယ့်ကိုယ်အသေးမခံဘူးတိလာနောက်မှရောက်ရဆိုတာတစ်ကြုတ်စောင့်တဲ့တိလာမျိုးလို့ခေါ်တယ်တစ်ကြုတ်ဆိုတဲ့အကောင်ကသူနားမှာသူဖန်းစားရမယ့်အကောင်တကောင်မှမရှိဘူးဘာကောင်မှမလာဘူးတမင်တွေတရားတွေမလာတော့သူကစဉ်းစားတယ် ငါစာလဲစာတယ်တကောင်းမှလည်းမလာဘူးဖမ်းရမှရှိဘူးအဲ့တော့အစံငတ်မဲ့တူတူမထူးဥပုပ်ဆောင်လိုက်အောင်ပါဒီကောင်တကယ်ဥပုပ်ဆောင်တာလားလို့ဆိုပြီးတော့တရားမင်းကတမင်ရောင်ဆောင်ပြီးသူနာဖြတ်ပြေးတဲ့အခါကျမျိုးလုံးပြုတ်သွားပြီအင်းတီလခဏခြားထောင်းအဲ့ဒါလို့သူကထပြီးတော့လိုက်လိုက်တဲ့အခါကျတော့မျက်စိအောင်ကပျောက်သွားပြန် ပြောက်သွားတော့ကဲမရမယ်တူတူငါတီလာမကြိုသေးပါဘူးဆိုပြီးပြန်ဆောက်နောက်တစ်ခါလာထလိုက်လိုက်ပြန်အဲ့ဒါကိုတစ်ကျုပ်တီလာလို့ခေါ်တယ်အချိန်နေရဆောင်ငါဘတီလာသမားကလည်းပဲအလစ်တုပ်ခွေရအတွက်မတွေ့သေးလို့ရှိရင်အလိနာဒါနာဝေရမဏိဆိုပြီးတော့နေလိုက်တာပဲလေရာဇရာအထုတ်ကြီးကြီးတွေ့ပြီဆိုရင်တော့အရိဏဒါနာနောက်မှပဲစောင့်တည်တော့မယ်ဆိုပြီးတော့ရာတော့ယူမဆိုတဲ့အတွေ့အကြုံ အဲ့ဒါဟာတိလကိုတံမိုးမထားတာလို့ခေါ်တယ်နော်သတ္တဝါပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူးပစ္စည်းဥစ္စာမပြောနဲ့ကိုယ်အသက်တောင်မှပဲအစွန့်စွန့်ပြီးတော့၅ပါးတိလကိုထိမ့်နေလို့ဒီလိုဆိုတာ